အားလုံးပဲမင်္ဂလာပါအာရှင် MMA ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့အခုလာမယ့် UFC 300 event ပွဲစဉ်မှာပါဝင်သွားနိုင်တဲ့တကယ်ကိုပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်မယ် UFC ရဲ့တကယ်ကိုနာမည်ကြီးထိတ်တန်းကစားသမားဖြစ်တဲ့ Hanset Chimaev နဲ့ UFC ရဲ့ Middleweight Dan Champion ဟောင်းကြီး Israel Dasanya တို့ရဲ့ပွဲစဉ်အကြောင်း UFC 300 event ပွဲစဉ်မှာပြန်လည်ထိုးသက်ခြင်းနဲ့ Nate Diaz နဲ့သူ့ကိုစိန်ခေါ်တိုးသက်ချင်နေတဲ့ UFC Lightweight တန်းက Michael Chandler ဆိုတဲ့အကြောင်းလီယိုအဝတ်ကိုချုံနေပြီးတဲ့နောက်မှာနံပါတ်9နေရာကိုရောက်ရှိသွားပြီးဘာသင်းအစနာမှမကြားရတော့တဲ့ကိုဘီကိုဘေဒန်စတဲ့အကြောင်းအရာတွေကိုစူးစမ်းတက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ။တမအားဆုံးတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့အခုလာမယ့် UFC 300ပွဲစဉ်မှာဒုတ်သက်သွားနိုင်တဲ့ဒုတ်သက်ပွဲတွေနဲ့တရင်တွေထွက်နေတဲ့ UFC ရဲ့ Middleweight Champion ဟောင်းဂျီ Isdre Das စာညာနဲ့ Anzac Chimaev ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားခြင်းပါတယ်။ဒီကနေ့2023ခုနှစ်ဟာဆိုလို့ရှိရင် UFC ရဲ့ Middleweight Champion ဟောင်းဂျီ Isdre Das စာညာအတွက်တော်တော်လေးကိုအတက်ကြများခဲ့တဲ့နှစ်တစ်ခုလို့ပြောရမှာပဲဖြစ်ပါတယ်။ သူအနေနဲ့သူကိုစိန်ခေါ်လာသူအရင်တုန်းကကစ်ပေါက်စင်လောကကပြိုင်ပဟောင်း LS Pereira ကိုရှုံးနိမ့်ခဲ့ပြီးတော့သူအနေနဲ့၅နှစ်လောက်ဇက်တိုက်ထိမ့်သိမ်းလာခဲ့တဲ့သူ့ရဲ့ Middleweight Dan Champion ကပတ်ကိုဆုံးလုပ်ခဲ့ရပါတယ်။အဲ့ဒီပွဲစဉ်ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ Isdre Tasanya အနေနဲ့ ်မရဝိတန်းကိုချိန်ကြာကြီးကြီးစိုးခဲ့တဲ့ fighter တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ champion ကပတ်ကိုတချင်းပြန်လဲစင်ခေါ်ခွင့်ရခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာတော့သူ့အနေနဲ့ Elias Pereira ကိုပထမကြီးမာတယ်လှလပပလဲထိုးနိုင်ယူခဲ့ပြီးတော့သူ့ရဲ့ middleweight champion ကပတ်ကြီးကို ပြန်လဲရရှိခဲ့က UFC ရဲ့ middleweight champion နှစ်ကြိမ်တိုင်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်း Istre Da Sanya အနေနဲ့အဲ့ဒီလိုမျိုးသူ့ရဲ့ချန်ပီယံကပတ်ကိုပြန်လဲရရှိပြီးတဲ့နောက်မှာဆိုလို့ရှိရင် Middleweight တန်းကစင်ခေါ်လာသူ ရှောင်းစရစ်ဂလန်နဲ့ထိုးတက်ခဲ့ရပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ Isdreter စာညာအနေနဲ့တကယ်ကိုထူးခြားစွာပဲရှောင်းစရစ်ဂလန်ကိုပထမကြီးမှာတော်တော်ကြီးနာခဲ့ရပြီးတော့ရှောင်းစရစ်ဂလန်ကကြံရှိတဲ့၄ကြီးလုံးမှာ Isdreter စာညာကိုအသာစီးထိုးရယူသွားပြီးတော့ချန်ပီယံကပတ်ကိုပိုင်ဆိုင်သွားခဲ့ပါတယ်။ ဖရော့အစ္စရေးဒါစာညာအနေနဲ့2023ခုနှစ်ဟာတကယ်ကိုအတက်ကြွကြမ်းတဲ့နှစ်လို့ပြောရမှာဖြစ်ပြီးတော့သူ့အနေနဲ့2023ခုနှစ်ရဲ့နောက်ဆုံးပိတ်ပွဲမှာသူ့ရဲ့ချန်ပီယံကပတ်ကိုတက်မှန်ဆုံးရှုံးခဲ့ရပြီးတော့သူဟာ2029ခုနှစ်တည်ဂျိုဝိုင်းနဲ့ကိုပြန်လာတော့ဘူးအနားယူတော့မယ်ဆိုပြီးတော့သူ့အနေနဲ့ကြေကြာသွားခဲ့တာဖြစ်ပါတယ် အဲ့ဒီလိုမျိုးပြောသွားပြီးတဲ့နောက်မှာသူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Light Heavyweight တန်းကိုတတ်သွားတဲ့ LS Pereira ကသူ့ကို Light Heavyweight တန်း Champion ကပတ်စင်ကောဘွဲလာထိုးဖို့ပြောခဲ့ပေမဲ့ Street Dar Sanya အနေနဲ့ညှစ်ဆိုခဲ့ပြီးတော့သူဟာ LS Pereira နဲ့ထပ်ပြီးတော့မထိုးသက်ချင်တော့ဘူးဆိုပြီးတုံ့ပြန်ပြောဆိုခဲ့တာပါ။အဲ့လိုပြောပြီးတဲ့နောက်မှာဆိုလို့ရှိရင် Street Dar Sanya အနေနဲ့တကယ်ကို2029ခုနှစ်တည်ကျိုးဝိုင်းနဲ့ကို ပြန်မဝင်လာတော့ဘူးလားဆိုပြီးတော့ပိတ်သက်တွေကြားထဲမှာထင်ကြီးပေးပြောဆိုနေကြတာတွေရှိခဲ့ပါတယ်။ ဒါပေမဲ့လည်းအခုနောက်ဆုံးရတဲ့သတင်းတွေအရဆိုလို့ရှိရင်တော့ Israel Das Sanya ကို UFC ရဲ့နာမည်ကျော်ကစားသမားဖြစ်တဲ့ Hazrat Chimaev က UFC 300 event ပွဲစဉ်မှာထိုးတက်ဖို့စိန်ခေါ်ခဲ့ပါတယ်။စိန်ခေါ်ပုံကလည်း Hazrat Chimaev အနေနဲ့သူ့ရဲ့ social media ကနေတဆင် Israel Das Sanya ကိုလည်းပဲညပီးနိုင်ယူပြမယ်ဆိုပြီးတော့စိန်ခေါ်လာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီမတိုင်ခင်က Hanset Chimaev အနေနဲ့သူက UFC 300 event ပွဲစဉ်မှာထိုးသက်သွားခြင်းနဲ့အဲ့ဒီ dollar ready ပဲဆိုပြီးတော့ပြောထားလာခဲ့တာဖြစ်ပါတယ်။ ။ဒါပြင်ပြီးခဲ့တဲ့ရက်နေ့ကအင်တာဗျူးတစ်ခုမှာဆိုလို့ရှိရင် Israel Dash ညအနေနဲ့သူ့အနေနဲ့ဒီ2029ခုနှစ်မှာမှပြန်လာမယ်ဆိုပေမဲ့မကြခင်မှာမင်းတို့ကိုတွေ့မယ် See you soon ဆိုပြီးပြောထားတဲ့အတွက်ကြောင့်မလို့ Israel Dash ညနဲ့ Hansa Chima F2 ရဲ့ပွဲစဉ်ကိုဥက္ကရာကြီးဒေနာဝိုက်နေနဲ့ UFC 300ပွဲစဉ်မှာထက်သွင်းသွားဖို့အတွက်ညီနိုင်ဆောင်ရွက်နေတယ်ဆိုပြီးတော့သတင်းတွေကပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။ ီပွဲစဉ်ဟာတွေးကြည့်မယ်ဆိုလို့ရှိရင်တကယ်ဖြစ်နိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ Anzac Chimaev for Israel Dasanya အနေနဲ့ကော Champions စင်ကော်ကွင်းပြန်လည်ရရှိဖို့အတွက်ကြိုးစားနေတဲ့ fighter လျောက်ဖြစ်ပါတယ်အဲ့ဒီပွဲစဉ်မှာအနိုင်ရရှိတဲ့ fighter ကတော့ John Strickland နဲ့ Drigat Duplessis တို့ပွဲစဉ်ကနိုင်ရရှိတဲ့ fighter နဲ့ပွဲတက်ပြေးလိုက်မယ်ဆိုလို့ရှိရင်တော့တကယ်ကိုကြည့်လို့ကောင်းတဲ့ပွဲစဉ်တွေဖြစ်လာမှာပဲဖြစ်ပါတယ်အူဒါယူတနာဝိုက်အနေနဲ့ကလည်းအဲ့ဒါကိုကြုံမြင်လို့သူအနေနဲ့ ဟန်ဆက်ချီမိုင်ယက်ကောအစ်ရီဒါဆာညာကောနေရာလုံးနဲ့ညီနိုင်နေတယ်လို့သိရပါတယ်။အဲဒီပွဲစဉ်ကတကယ်ဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပရိသတ်တွေနဲ့တကယ်ကိုကောင်းတဲ့ပွဲကောင်းပွဲချမ်းတဲ့ပွဲကိုစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရကတော့ UFC 300 event ပွဲစဉ်မှာ top တက်ချင်တယ်လို့ပြောနေတဲ့ Nate Diaz ကိုစိန်ခေါ်လိုက်တဲ့ UFC lightweight တန်းက fighter ချမ်း Michael Chandler ဆိုတဲ့အကြောင်းအရကိုတင်ဆက်ပေးသွားခြင်းပါတယ်။ UFC ရဲ့ဒီ welterweight တန်းကကစားသမားတူဖြစ်တဲ့ Nate Diaz ဟာဆိုလို့ရှိရင် UFC ကတကယ်ကိုဂန်ဝင်ကစားသမား2ဖြစ်ပြီးတော့ UFC ရဲ့ first generation fighter တွေထဲကတယောက်လို့ပြောရမှာပဲဖြစ်ပါတယ်။သူဟိတူကာတော့ကတကယ်ကိုကျန်းပြခဲ့တဲ့ fighter 2ဖြစ်ပြီးတော့သူအနေနဲ့ Conor McGregor ကျန်းစဉ်အချိန်ကာလကလည်း Conor McGregor ကို level ညစ်ပြပြီးတော့နိုင်ယူထားခဲ့ပူတဲ့ကစားသမားပါ။ AD ရဲ့အနေနဲ့ UFC မှာ ဆယ်စုနှစ်နှစ်ခုနီးပါးလောက်ထိုးသက်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်တော့သူရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ UFC 269 event ပွဲစဉ်မှာဒိုနီဖာဂူဇန်နီကို ထိုးသက်နိုင်ယူသွားပြီးတော့ဒီကစားသမားဘွားကနေအနားယူသွားခဲ့တာဖြစ်ပါတယ်။အဲဒီပွဲစဉ်ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ Nate Diaz အနေနဲ့ UFC ကိုပြန်လာဖို့စိတ်ကူးမရှိဘဲနဲ့သူ့အနေနဲ့ boxing ထိုးသက်နေတာဖြစ်ပြီးတော့ YouTuber က YouTuber fighter ဖြစ်တဲ့ Jake Paul နဲ့ထိုးသက်ခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်ပြီးတဲ့နောက်မှာတော့နေဒီရဲ့အနေနဲ့ဂျိတ်ပေါ်နဲ့ MMA ပွဲစဉ်တိုးတက်မယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီသတင်းတွေကတိကျသေးကြတာမျိုးမဟုတ်ဘဲနဲ့နေဒီရဲ့အနေနဲ့အခုချိန်မှာအနားယူသွားတဲ့ဒီ retire ကစားသမားလို့ပြောလို့ရပါတယ်။ဒါပေမဲ့လည်း UFC 301ပွဲစဉ်ဟာ UFC ရဲ့တကယ်ကိုပွဲကောင်းပွဲချမ်းတွေထက်သွင်းကျင်းပသွားမဲ့ပွဲစဉ်တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့နေဒီရဲ့အနေနဲ့ UFC 300ပွဲစဉ်မှာ ပါဝင်ထိုးသက်ခြင်းနဲ့ဆိုပြီးတော့သူ့အနေနဲ့သူ့ရဲ့ဆိုရှယ်မီဒီယာကနေပြောလာခဲ့တာဖြစ်ပါတယ်။အဲဒီလိုမပြောလာခင်မှာလဲနေဘီရက်ကို UFC Lightweight တန်ရဲ့ Fighter Champ ဖြစ်တဲ့ Dustin Poirier ကစိန်ခေါ်ထားပါသေးတယ်။အခုချိန်မှာတော့နေဒီယက်ကိုစိန်ခေါ်သူနောက်ထပ်တစ်ယောက်ပေါ်လာပြီဖြစ်ပါလိမ့်။ Mary Fighter ကတော့ UFC ရဲ့ Lightweight Division Fighter ချန် Michael Chandler ပဲဖြစ်ပါလိမ့်။ Michael Chandler ဟာဆိုလို့ရှိရင် UFC မှာတကယ်ကိုနာမည်ကြီးတဲ့ကစားသမားဖြစ်ပြီးတော့ သူအနေနဲ့ UFC ပွဲစည်းကိုစတင်ပြောင်းရွှေ့လာခြင်းကစပြီးတော့ UFC Lightweight တန်ရဲ့ထိတ်တန်းဆိုတဲ့ fighter တွေနဲ့ပဲထိုးသက်လာခဲ့တာပါ သူအနေနဲ့ Dustin Poirier, Justin Gaethje, Tony Ferguson, Charles Oliveira စတဲ့ fighter တွေနဲ့ကစားခဲ့ပြီးတော့ဒီ UFC မှာ၃ပွဲရှုံး၂ပွဲနိုင်ဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာပါ Michael Chandler အနေနဲ့ပြီးခဲ့တဲ့2023ခုနှစ်မှာပြုလုပ်ခဲ့တဲ့ The Ultimate Fighter အစီအစဉ်ပြီးမှာ Conor McGregor နဲ့ထိုးသက်ဖို့ရည်ရွယ်ထားပေမဲ့ Conor McGregor အနေနဲ့ UFC ကိုဒီစစ်စစ်တဲ့ကိစ္စတွေကြောင့်ပြန်မလာနိုင်တာရဲ့တခြားသောကိစ္စတွေရဲ့ကြောင့် ကော်နာမဂရီဂိုနဲ့မိုက်ကယ်ချန်လာတို့ရဲ့ထိုးသက်မဲ့ပွဲစဉ်ဟာအင်မတန်မှကြာနေတာပဲဖြစ်ပါတယ်။ကော်နာမဂရီဂိုအနေနဲ့2024ခုနှစ် UFC 300 event ပွဲစဉ်မှာထိုးသက်သွားမယ်လို့သတင်းတွေထွက်နေပေမဲ့မိုက်ကယ်ချန်လာအခုပြောပုံရဆိုလို့ရှိရင်တော့ကော်နာမဂရီဂိုအနေနဲ့ထိုးသက်ဖို့အတွက်ကိုဟိုရွှေတီရွှေလုံးနေပြန်ပြီလို့ဆိုပါတယ်။ဒါကြောင့်မို့လို့မိုက်ကယ်ချန်လာအနေနဲ့စိတ်မရှိတော့ဘဲနဲ့သူဟာကော်နာမဂရီဂိုနဲ့မထိုးသက်တော့ဘဲနဲ့နေဒီရက်နဲ့ထိုးသက်မလားဆိုပြီးတော့နေဒီရက်ကိုသွားရောက်စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။ ်တကယ်လို့သာနေဒီယန်နဲ့မိုက်ကယ်ချန်လာတို့ပွဲဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်လည်းကြီးလို့ကောင်းပါပါနေဒီယန်အနေနဲ့ကပရိသတ်ကိုဖိမှုပြေးဝပေးနိုင်တဲ့ဖိုက်တာဖြစ်ပြီးမိုက်ကယ်ချန်လာကလည်းတကယ်ကိုမိုက်ယူရဲ့ထုတ်သက်တတ်တဲ့ဖိုက်တာတူဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုမြန်မြန်ဆန်ဆန်ပွဲတော်ပွဲဖြစ်မှာပါလူနေအောင်နေထိုးသက်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ကမန်းပြောဆိုရလို့ရှိရင်တော့ World Wide Web မှာထိုးသက်ကစားသွားနိုင်ပါတယ်ပရိသတ်တွေအနေနဲ့ကရော Michael Chandler နဲ့ Lady Yet တို့ပွဲစဉ်ကိုဖြစ်စေချင်လားဆိုတာကို comment မှာပြောပြပေးကြပါဦးခင်ဗျာ နောက်ဆုံးတင်ဆက်ပေးခြင်းတဲ့ကျွန်တော်ကတော့ Lion Over နဲ့ပွဲစဉ်မှာအယုံကြီးရှုံးပြီးတဲ့နောက်မှာဆိုလို့ရှိရင်ဘာသတင်းမှမကြားရတော့တဲ့ COVID COVID နဲ့ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားခြင်းပါလေ UFC ရဲ့ World Heavyweight ကကစားသမားဖြစ်သူ Kobe Covington ဟာဆိုလို့ရှိရင်ပြီးခဲ့တဲ့ UFC 296 event ပွဲစဉ်မှာ UFC ရဲ့ World Heavyweight Champion ကြီး Leon Edwards နဲ့ Champion Singh ကိုကွင်ရရှိခဲ့ပြီးတော့ရှင်ပြိုင်တိုးတက်ခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင် covid covid-19 အနေနဲ့ဒီ press conference ပြုလုပ်တဲ့နေရာမှာ lion over ကိုစကားကြွန်သွားခဲ့ပြီးတဲ့နောက်မှာ lion over အနေနဲ့ covid covid-19 ကိုအမုံကျိတ်ဖို့ ठी ready ဖြစ်နေကြတာပါကြရန်ပွဲထိုးတက်တဲ့အခါမှာဆိုလို့ရှိရင်တော့ COVID COVID-19 နဲ့ပွဲဆလာကြတဲ့ကတော်တော်လေးကိုအောက်နေကြတာဖြစ်ပြီးတော့သူ့အနေနဲ့အရင်တုန်းကပွဲစဉ်တွေနဲ့မတူဘဲ Lion Award ကိုဘာမှကိုမလုပ်ပြနိုင်တာဖြစ်ပါတယ်။ Lion Award အနေနဲ့ကလည်း အမပါသွားမှာဆိုတဲ့အတွက်ကြောင့်မလို့သူအနေနဲ့ချစ်ကန်ချက်တွေနဲ့သာကိုဗစ်ကိုဗစ်နဲ့ကိုအကွာဝေးထိန်းပြီးတော့ကစားပြခဲ့ပြီးတော့ wrestling game ကောင်းလာပါဆိုတဲ့ Kobe Covington ကို take down ပြန်လဲရယူပြခဲ့ပြီးတော့သူဟာ ground game မှာရော striking ဘိုင်းမှာရောမှာပါကောင်းကောင်းလုပ်ပြနိုင်တဲ့ fighter တစ်ယောက် champion ကြီးတစ်ယောက်ဖြစ်တယ်ဆိုတာကိုတက်တည်ပြသွားခဲ့ပါတယ် Kobe Covington အနေနဲ့ကတော့တပွဲလုံးမှာနောက်ဆုံးချီရဲ့10မိနစ်လောက်မှာပဲ Leon Edwards ကိုပေါ်စီမီတာကနေဒိန်းချုပ်ထားနိုင်ခဲ့ပြီးတော့ဝက်ပြီးသွားခဲ့တာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်ပြီးသွားခဲ့တဲ့နောက်မှာဆိုလို့ရှိရင်တော့ Kobe Covington ကို UFC က Fighter တွေရောပြည်သက်တွေအကုန်လုံးကဝိုင်းပြီးပြင်ရှုပ်ချခဲ့ကြပြီးတော့သူ့အနေနဲ့ ခုချိန်မှာဆိုလို့ရှိရင်ဘာသတင်းမှကိုမကြားရတော့တာပဲဖြစ်ပါတယ်ကိုဘီကိုဘယ်နဲ့ဟာဒီအဝတ်ကိုရှုံးပြီးသွားတဲ့နောက်မှာသူ့ရဲ့နေရာဖြစ်တဲ့ waterway တန်းရဲ့နံပါတ်2နေရာကစင်ကိုသူနေရာကနေပြုတ်ကျသွားခဲ့ပြီးတော့ waterway တန်းရဲ့နံပါတ်5နေရာတွေကိုရောက်ရှိသွားပြီပဲဖြစ်ပါတယ်ကိုဗီကိုဗစ်19အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အခုချိန်မှာအသက်35နှစ်အရွယ်ရှိပြီဖြစ်ပြီးတော့သူ့အနေနဲ့အများဆုံးကမ်းပတ်ပြန်မလာနိုင်ဘူးဆိုလို့ရှိရင်တော့သူက prime color ကိုဆုံးသွားမှာဖြစ်ပြီး ဂျာကင်မှာရှုံးပွဲတွေတောက်လျှောက်ဆက်ပြီးတော့ UFC Wonderweight တိုင်းရဲ့ ranking စီးနေကပါထွက်သွားတဲ့အထိဖြစ်နိုင်ပါတယ်။အကြောင်းမလို့ COVID-19 အနေနဲ့ဒဇာသမဘွားကအားယူတဲ့အချိန်မှာဂုံသိက္ခာရှိရှိအားယူပြင်နေဆိုလို့ရှိရင်တော့အခုလာမဲ့နောက်နှစ်တွေမှာနိုင်ပွဲတွေကိုပြန်လည်ရရှိအောင်ဆွဲဆောင်ပြရမှာပဲဖြစ်ပါတယ်။အကြကြီးပွဲမထိုးပဲနေတာမျိုးတွေသာလုပ်မယ်ဆိုလို့ရှိရင်တော့ COVID-19 အနေနဲ့မကြခင်အချိန်တွေမှာ UFC ကနေပါပျောက်ကွယ်သွားနိုင်တယ်ဆိုတာကိုပြောချင်ပါတယ်။